ကျမတို့ဒီနေ့တော့ရခိုင်စစ်မျက်နှာသတင်းနဲ့စပါမယ်။နယ်ရီကန်ပြူဟာကုန်းတိုက်ပွဲကဆက်ပြင်းထန်နေပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာအလံဖြူထောင်လက်နက်ချမှုတွေနဲ့အတူလက်ရဖမ်းဆီးရမိမှုတွေဇက်တိုက်ရှိနေတယ်လို့အေအေကပြောပါတယ်။အာရခတ်တပ်တော် AA ရဲ့ထိုးစစ်တံကိုမခံနိုင်တော့တဲ့အတွက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ဟာအလံဖြူထောင်လက်နက်ချအလင်းဝင်တာတွေရှိနေတယ်လို့အော်တိုဘာလ18ရက်နေ့ညပိုင်းမှာ AA ကထုတ်ပြန်ထားတာပါ။ AA ရဲ့ထုတ်ပြန်ချက်အရဆိုလို့ရှိရင် တချို့ကိုတော့တိုက်ပွဲထဲမှာပဲလက်ရဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဒီဖြစ်စဉ်တွေဟာအေအေကစစ်ကော်မရှင်ရဲ့နှက်ရီကံပြူဟာကုန်းကိုအဲ့ကုန်းပပတ်လေးမှာဂျန်နေတဲ့ကုန်းထဲမှာဂျန်နေတယ်လို့ပြောရမှာပေါ့လေနေရာတချို့ကိုဆက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန်မှာဖြစ်ပေါ်ခဲ့တာပါလက်ရှိမှာတော့နှက်ရီကံပြူဟာကုန်းပတ်လေးမှာတိုက်ပွဲတွေကအရှိန်ဟုန်မကျဘဲနဲ့ဆက်ပြီးတော့ဖြစ်နေသေးပါစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာပြူဟာကုန်းကနေဒီကစင့်ကလေးအားပေါ့လေထွက်ပြေးနေကြပြီးတော့ ထွက်ပြေးနေတဲ့စစ်ကော်မရှင်တပ်သားတွေနဲ့ AA တို့အကြားမှာတိုက်ပွဲငယ်တွေကလည်းဆက်ပြီးတော့ဖြစ်နေတယ်လို့ဆိုပါတယ်အဲစစ်ကော်မရှင်ဘက်ကဒီဗျူဟာကုန်းမကြဆုံးရေးအတွက်လေကြောင်းပစ်ကူတွေနဲ့စစ်ကူတွေကိုအဆက်မပြတ်ပေးဖို့နေပေမဲ့ AA ဘက်ကအကောင်းဆုံးခံစစ်တွေနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်တယ်လို့ဆိုပါတယ်အရခတ်တပ်တော်အနေနဲ့အလင်းဝင်လာတဲ့ဒီစစ်ကော်မရှင်တပ်သားတွေကိုတပ်သားတိုင်းကိုပေါ့လေစစ်တုံ့ပန်းဥပဒေနဲ့အညီကောင်းကောင်း ုံပေါ်ပြုစုဆောက်ရှောက်ပေးထားတယ်လို့လည်းထုတ်ပြန်ထားပါတယ်။ဒါကြောင့်စစ်ကော်မရှင်ရဲ့မတရားအတင်းအာဓမဒီဖမ်းဆီးသွားပြီးတော့ပေါ့လေစစ်မှုရန်ဖို့အတွက်စုဆောင်းခံထားတဲ့သူတွေအနေနဲ့သူတို့ကိုအချိန်မရွေးအာဆက်သွယ်လာ ပြီးတော့လေလက်နက်ချအလင်းဝင်နိုင်တယ်လို့လည်းအေအေကအသိပေးတိုက်တွန်းထားပါတယ်။